ဒင်ဘယ်ကတဲရုပောက်ခွဲလိုက်တာအမုတ်ဖြစ်သွားပြီအဲ့ဒီအမုတ်လေးတွေကနေပြန်စုစည်းခဲ့ရတာပါအရင်ကတက်တော့အားပုံနေသွားပါပြီအစင်းလေးတဲ့ဝိညာဉ်တွေကမော့ပြက်အိမ်နဲ့ဝင်များလာကြအခုခြံရှိမှဖြစ်နေရတာပါဒင်ဘယ်ကိုရစ်စုကဒူးနဲ့တက်ပြီးဖျက်ဆီးရင်မဲ့သူ့အကိုရဲ့ဆရာဆိုတာကြောင့်ရက်သွားပါတယ်ဇွန်းကိုရစ်စုကကြွေးကြည့်ရောအများကြီးကိုကြွေးနိုင်သွားပါပြီဒင်ဘယ်ကသူ့နဲ့ပူးပေါင်းရင်အခုပြစ်သူမော့ထက်တောင်ကြော်နိုင်တယ်လို့မလုံးပေးပြီးစီးယုံလာပါတယ်ယာမာဇာကီရဲ့လွယ်ရေးထဲမှာဆော်ရီရဲ့အာဂါသာဝိဆုံကိုနှာဘူးကြပြီးယူထားရလို့ကာမူရိုနဲ့ရစ်စုကတွေ့ရှိထားပါတယ် ဒါကလည်းကြောက်ကြတဲ့ပုံစံမျိုးပါပဲတကယ်တော့ရစ်စုမှာစိတ်ဆွမ်းရှိပေမဲ့တပေကထိန်းချုပ်ပေးပြီးမှအဆင်ပြေပြေတုံးလို့ရတာမျိုးပါအဲ့ဒါကိုရစ်စုကသူ့ဆွမ်းအကိုကောင်းကောင်းထိန်းချုပ်တတ်သွားရင်မင်းကိုဖျောက်ပစ်လိုက်ရမလားလို့တပေကိုတော့ချိန်ချောက်ပြောနေတာပါတပေကတော့ဒီကောင်စိတ်ပါပြောင်းလဲလာတာပဲလို့တွေးနေမိပါတယ်ပြန်ကြည့်စီကိုရစ်စုကတစ်ခေါက်ပြန်သွားပြီးဇုံးကိုစိတ်ဆွမ်းရနဲ့ကြွေးပြလိုက်ပါအပြန်မှသူ့ကိုအနိုင်ကျင့်နေကြသူတွေလာနိုင်ခြင်းတော့ရစ်စုကစိတ်ဆွမ်းအသုံးပြီးအကုန်လုံးကိုမှောက်အောင်လုပ်ပစ်လိုက်တာပါတဲဘူးကခေါင်းပေါ်မှာ7 on 2G K အစ်စ်နဲ့ရောက်လာပါတယ် တဲရုကသူ့လက်အရှင်ကမြောက်ကြမြောက်ကြဖြစ်ခဲ့တယ်။မဖြစ်တာကောင်းမယ်ဆိုပြီးရစ်စုကိုလက်ဆွဲနှုတ်ဆက်ပါတယ်။တဲရုလက်စိတ်ဆွမ်းရှင်မယ်ဆိုတော့ရစ်စုကပညာစမ်းကျင်နေပေမဲ့တဲရုအစွမ်းကအရန်ကြီးလွန်းတော့လေရီလဲတိုက်လာရစ်စုလည်းမခံနိုင်အောင်ဖြစ်လာရပါတယ်။ဒင်ဘဲကိုရန်သူ့ကိုသွားမတိုက်ဖို့ပြောလာတာပါ။အဲဒီနောက်ထွက်လာခဲ့ကြပြီးရစ်စုကတော့တဲရုရဲ့ဆွမ်းအကြီးပုံကိုအားကျနေရပါတယ်။အကြံဖန်လူနှစ်ယောက်ကရန်နှစ်တသမ5တန်းတန်းနဲ့ရှေးအောင်ပန်းအုပ်ကြီးကိုမော့ဘ်ကိုခေါ်ပြပြီးမော့အနာကိုကပ်ပွားချိန်ပန်းအုပ်ကိုမတိမတာတိုက်ချရဲ။ မောဟစိတ်ဆွဲရနဲ့ထိမ်မီခုံမောပြန်တင်တော့လက်ကိုတိုက်ပြီးပန်းဝအောက်ခြေကိုအအောင်လှုပ်လိုက်ပါရင်တံမိုးတန်းယော့ခိုင်းတော့မော့ဘလဲသူ့ဆရာရေဂန်ကိုဖုန်းဆက်ခေါ်လိုက်ရပါပြီရေဂန်ကဒီဘဲရဲ့လိန်ညာကောင်နေမှန်းသိပြီးမော့ကိုစိတ်ဆွဲရသုံးပြီးခိုင်းလိုက်ပါရင်ပြကန်မီဒီကမှန်နေရှေးအောင်အိုးတွေကကွဲကုန်ပြီးပကြီးကားတွေလည်းအလိုလိုလဲကြလာမှဖိုးတန်နေနှစ်ယောက်လည်းတော်တော်လေးဟိုမှာလန့်သွားကြတာပါပဲနဲ့ကြောင်းကလူမိုက်ကောင်းဆောင်ကအကြောင်းကိုရောက်လာပြီးအဖြူရောင်တီးအစိတ်လိုလူသိများကြတဲ့မော့ကိုထုတ်ပေးဖို့ပြောပါရင်ဒါပေမဲ့မော့မှန်မသိကြပဲဖြူရောင်တီးအစိတ်ဆိုတဲ့နာမည်ကိုပဲသိကြတာပါ တောင်သားကောင်းစီကောင်းဆောင်ကာမရွန်နဲ့ရစ်ဆူကအကြောင်းရှိထွက်ကြည့်ပြီးရူတိုကိုစိတ်ဆွမ်းရမ်းနဲ့ရှင်းပြလိုက်ပါပြီ။ကာမရွန်ကအပြန်လမ်းမှာရူတိုကြောင့်ကလူမိုက်ဖွဲ့တွေကသူ့ကောင်ထီလို့မင်းကအဖီယွန်တီစိတ်ပဲဆိုပြီးဝိုင်းဆော်သွားကြပါရဲ့။ဒါနဲ့မကတိပဲအဖီယွန်တီစိတ်ကိုတွဲကျင်နေကြတဲ့တခြားကြောင့်ကလူမိုက်တွေကတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတာကြောင့်ကာမရွန်လည်းထွက်ကြည့်ပြီးနေရပါရဲ့။ရစ်ဆူကသူ့ကအဖီယွန်တီစိတ်ပဲဆိုပြီးလူမိုက်တွေကိုအစွမ်းနေပြနေပါရဲ့။ဒါကိုတဲရီကတွေ့သွားပြီးမော့ကိုပြပြရမယ်ဆိုကထွက်သွားပါရဲ့။ကျောင်းသားလူမိုက်တွေကိုရစ်ဆူကစိတ်နဲ့တယောက်ကိုတယောက်ပူပြီးကြိုင်ရိုက်ပါရဲ့။ အဲ့ဒီမော့ကရောက်လာပြီးရစ်စုမင်းတီမှာဘာလုပ်နေရလဲလို့မေးလိုက်တာပါဒီမှာရင်အပိုက်ခွနဲ့ကပြီးဆုံးသွားပါရင်တိုမီကမော့ကိုခေါ်ပြီးဆေးဆွမ်းရှင်တွေကိုလိုက်ချနေပြန်ပါတယ်အဲ့နောက်တဲရုခေါ်လို့လိုက်သွားရကနေသူ့နာမည်တုံမီရှန်ဖြစ်နေတဲ့စားလေးတဲ့ကြောင့်ကသူကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့တခြားသူမဟုတ်ပဲသူ့ညီရစ်စုပါပဲရစ်စုကအဆန်းဆုံးပြတော့မော့ကပြန်ဖိုက်မယ်တင်ပေမဲ့မော့ကဂုံယူပါတယ်မင်းတောင်မရလို့ငငယ်တုန်းကငိုခဲ့တာလေးလို့ပြောခဲ့တယ် ရွှေစုကရောငငယ်ကအကိုစိတ်ဆွမ်းသုံးနိုင်တာကိုအားကြခဲ့တာကြောင့်မဟုတ်ပဲတကယ်ကကြောက်နေခဲ့တာလို့ပြောလာပါပြီ။တခြားကြီးကိုရီလိုရယ်ဖြစ်ခဲ့တာကိုအကိုရဲ့ဆွမ်းကိုမကာကွယ်နိုင်လို့ပဲ။ဒါကြောင့်အကိုသဘောတိုင်အကုန်လုံးခဲ့ရတာ။အခုတော့ဒါတွေကအတိတ်ဖြစ်သွားပြီ။ဒင်ဘယ်ကတော့မော့ပရှုံမကိုမလိုလားဘူးလို့ပြောပြီးရွှေစုရဲ့ကိုရီကနေထွက်ပြေးသွားပြီ။ဒါကိုမော့လဲရေခနဲတွေးလိုက်ရပါတယ်။ဒါပေမဲ့မော့ကတော့လဲကြနေတဲ့သူတွေကိုကျွန်တော်ညီလေးလောက်တာကိုခွန့်လွှတ်ပေးကြပါ။အခုအစားပြီးသူနဲ့ရင်းနှီးနှီးနေပေးကြပါလို့ပြောပါမယ်။ဟိုလူတွေကတော့ဒီလောက်နဲ့ခွန့်မလွှတ်နိုင်ဘူးဆိုပြီးမော့ကိုဒူးထောက်ခိုင်းပါတယ်။ ။မောကလည်းဒူးထောက်လိုက်ပြီးဒီမင်ကွင်းကိုတိုက်ခေါမိုးဘောကနေအင်ကြီးခရမ်းရောင်နဲ့လူအကြည့်နေပါရဲ့။သူကတော့ကိုရိုမာလို့ခေါ်ပါရဲ့။ကိုရိုမာကရူစကီစီကိုဖုံးဆက်ပြီးရူစကီကတော့ကန်ဂျီတို့စန်တက်ခန်းကစောင့်နေကိုဒါနဲ့မီလန်နီယာလှုပ်ထားတဲ့အပြင်ကလေးတွေကိုလည်းကျိုးနဲ့တုပ်ဖမ်းထားပါရဲ့။ဒါကိုလည်းစိတ်ဆိုးရဲနဲ့ယူပြီးတိုင်ထဲကိုထည့်လိုက်ပါရဲ့။ရစ်စုကအခုတလောနာမည်ကြီးကြီးရဲ့အဖီယွန်တီအစိတ်ဆိုပြီးဖန်းခိုင်းပါတယ်။ကိုရာမအောက်ကိုဆင်းချလာပြီးရစ်စုရဲ့မျက်နှာကိုစုပ်ပြတ်တဲ့နေအောင်လုပ်လိုက်တာပါ။ လူမိုက်တွေကိုလည်းတာမာဆောင်နဲ့ပဲအေးအေးဆေးဆေးတိုက်ခိုက်နေသလိုလာတားတဲ့မော့ကိုလည်းနေရန်ကိုထိအောင်ကိုရိုမာကထိုးလွတ်ပစ်လိုက်ပါတယ်။တခြားလူမိုက်တွေကိုလည်းဒူးထောက်ခိုင်းပြီးမထောက်ရင်တတ်မယ်ဆိုတာကြောင့်ကိုရိုမာကိုအားလုံးကဝိုင်းပြီးဒူးထောက်ကြရတယ်။အဲဒီချိန်မော့ကစွမ်းအားပပလေးသုံးပြီးကိုရိုမာကိုစတင်တိုက်ခိုက်ပါတယ်။ကိုရိုမာကလည်းမော့စွမ်းအားရှိရာတည်သွားခဲ့ပြီးခရုပတ်စွမ်းရင်တိုက်ွက်ကိုသုံးပါတယ်။မော့ကိုဇက်တိုက်ထုံးနေပြီးမော့ကလည်းအယန်းနာကဒေါသထွက်ပါ යි ။ဒါကြောင့်မော့ပောက်ကွဲမှုကတရားရဂိုင်တော့ဖြစ်သွားပြီးကိုရိုမာရဲ့ပါးစပ်ကိုကင်ကတိုက်နဲ့ဝင်ဆောင်ပစ်ပါတယ်။ ကိုရောမကအပြင်းထန်ပြန်ခံနေရပြီလူမိုက်တွေကမော့ကိုအားပေးနေကြတယ်။မော့ကဖီရွန်တီစိတ်ဆိုတာလည်းတည်သွားကြပါပြီ။ကိုရောမကမော့ကိုမနိုင်နိုင်ဘူးဆိုတာတည်သွားပြီရစုကိုခေါ်ကအမြန်ထွက်ပြေးသွားတယ်။လူမိုက်တွေကိုကိုရောမကသူ့မျက်နှာမြင်သွားပြီဆိုပြီးနှုတ်ပိတ်ဖို့ပြင်နေရ။အခုထွက်ပြေးသွားတော့သူတို့အသက်အနည်းကင်းပြီဆိုပြီးမော့ကိုဝိုင်းဖက်ကကြီးကျူးနေကြပါပြီ။မော့ကမတ်တက်ကြီးတတိလက်နေရပါတဲရုကရောက်လာပြီးမင်းတို့အိမ်နာကဖယ်နေသူတို့ကတာမန်လူမဟုတ်ဘူးလို့လာပြောပါရင်တဲရုကမော့ကိုပြုစုပေးထားပြီးဒင်ဘယ်ကအချိုးချောင်းအလုံးကိုတဲရုကိုရှင်းပြခဲ့ပါတယ် တဲဘူးကတော့မောက်ကိုလက်သေးဖွဲ့ရလိုက်ချာနေရတဲ့နှစ်ကျော်ရှိပြီသူတို့ကစိတ်ဆွမ်းအရှင်အယောက်တရာလောင်းနေကိုဖွဲ့စည်းထားတာစိတ်ဆွမ်းအရှင်အဖွဲ့ရဲ့အများကြီးရှိမိမယ်အောင်မြင်တာကလက်သေးဖွဲ့ပဲရှိမယ်သူတို့ကကလေးစိတ်ဆွမ်းအရှင်တွေကိုခေါ်ပြီးအတိတ်မင်းအောင်လုပ်တယ်စစ်သားပြစ်မွေးထားတယ်တခွဲခဲစီတင်ပေကခေါ်တော့တိတ်ပဲပညာရှင်တွေကမတည်သေးပဲသတိလက်နေတာပါဒါနဲ့ကန်းကြီးကိုရေလောင်းပြီးနှိုးတော့မော့ပ်နဲ့ရစ်စုမှားပြီးခေါ်လာရတယ်ဆိုတော့ကန်းကြီးကတည်တော့ပါတယ်။ကလေးတွေဖန်သွားတဲ့အတွက်ကန်းကြီးကတကယ်ကိုအစိမ်းမကောင်းဖြစ်နေရှာပါတယ်။ မင်းတို့ကဘသူရီလက်မီးတော့တဲရူကမော့ကိုလေထဲမြောက်ပြပြီးကို့ဘာသာစိတ်ဆွမ်းအရှင်ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါရဲ့မျိုးပြင်ကခြံဝင်းကြီးတစ်ခုစီကလေးရင်နဲ့ရစုတို့ကိုခေါ်သွားကြပါရဲ့တောရဲမှာစံတက်ခန်းကြီးကြီးကရှိနေပါရဲ့ဒီမရင်အပိုင်းရှစ်ကပြီးဆုံးတာပါရဲ့စခန်းထဲဝင်လာကြတော့ကိုရမကသူမဖမ်းနိုင်ခဲ့တဲ့အစမ်းတက်တဲ့မော့အကြောင်းကိုတီရာဒါနဲ့ရစုကီကိုပြပြလိုက်ပါရဲ့တီရာဒါကမော့ကိုဖမ်းဖို့ကားနဲ့ထွက်လာခဲ့ပြီးတဲရူကလည်းလက်သေးဖွဲ့ကိုရွေးဆိုင်ဖို့သူ့လဲကူညီမယ်လို့မော့ကိုပြပြနေပါရဲ့ ပြောနေတော့မှပဲတာရာဒါကရောက်လာကြပြီကိုရာမာနဲ့ရာဆူကီကတော့အခုချိန်မောအနေနဲ့နှိမ့်ဆက်ခံနေရတော့ပြီပဲထင်နေပါတယ်တကယ်ကရေဘုံထဲမှာတွဲလောင်းကြီးခေါင်းနှစ်ခံရပြီနှိမ့်ဆက်ခံနေရသူကတော့တေရာဒါပဲဖြစ်နေခဲ့တာပါလက်သေးဖွဲ့ဝင်တိုင်းအမာရုရှိပြီးခေါင်းဆောင်နဲ့တိုက်လို့အမာရုရကြတာဖြစ်ပါတယ်အဲ့နောက်သူတို့ကိုပေးချင်ရရသူပေးလိုက်ကြပါတယ်စကန်တီနေရအဖွဲ့ဝင်နဲ့မယ်အစွမ်းဆရာတွေကိုမော့တို့ကမင်းမြက်နေရဖြစ်ပြီးတစ်ဖက်ကလက်သေးအဖွဲ့အစည်းဝေးမှာလဲ၁၁ယောက်မှ9ယောက်ပဲရောက်သေးလို့ပေါ့စီပေါ့စီတွေဖြစ်နေကြတာပါ တဲဝဲသားလိုမျိုးအပြင်ထွက်သွားတဲ့သူတွေကိုဖြိုးစီခြင်းတဲ့သူတွေပါရှိနေပါတယ်။ခေါင်းဆောင်ကတော့အီရှိကိုရိုဖြစ်ပြီးအချုပ်ခန်းထဲမှာလည်းရစ်ဆုကလက်သေးအဖွဲ့ဝင်ဝင်မှုစီယုံခံနေရပါတယ်။ရစ်ဆုကသူတို့ကဘာစမ်းမမရှိဘူးပြောတော့အထိုးခံရပြီးသူတို့ကိုဥဆောင်စီယုံနေသူကတော့မူတိုပါပဲ။မူတိုကကိုင်တိုကိုခေါ်သွားပြီးအတိတ်မင်းအောင်လုပ်တော့မယ်ထင်ခဲ့ကြတယ်။တကယ်ကမူတိုကကိုင်တိုကိုဓာတ်နဲ့ထိုးတက်လိုက်ပါရင်ဒါကိုမြင်ပြီးရစ်ဆုကလည်းတခြားကလေးတွေကတုံလုံးကုန်ပါပြီ။ mob deru နဲ့ tarara တို့ဟာစိတ်ဆွမ်းအားနဲ့မထားတဲ့ကားပြန့်ကြီးကိုစီးပြီးတော့စခန်းနားကိုရောက်လာကြပါရဲ့ အနာရောက်တော့ကားကိုပြေးချလိုက်တာလေးတွေပါထားပွင့်ကုန်ပါရဲ့တေရတာကမီတာ60ရဲ့အရှိထီကိုတုံးနိုင်တယ်လေကြာဘုတ်ကိုထုတ်ပြီးတပ်ပင်နေမကမော့တိုကိုတိုက်ခိုက်ပါရဲ့မော့ကတပ်ပင်နဲ့ပင်နဲ့တေရတာကိုညှက်ပစ်လိုက်တာကြောင့်ညင်တော့ပါပြီဒန်ဂျီနဲ့ကင်တိုရိုညီကိုဟာအယံဝေးနေရင်တော့စိတ်ချင်းဆက်တယ်လို့ရပြီခုနကတော့စိတ်နဲ့စကားပြောနေရလို့ဒန်ဂျီကဆိုလာပါရဲ့ခုနသူတို့ကိုပြတဲ့ကင်တိုရဲ့အလောင်းဟာစိတ်ကိုထင်အောင်ထင်မှဖြစ်အောင်လှုပ်ထားတာဖြစ်ကောင်းဖြစ်နိုင်ပါရဲ့ဘူတိုကဒီအဖွဲရဲ့မှတ်ညံကိုဖျောက်တဲ့သူဖြစ်ရမယ် ။စောင့်သုံးယောက်ကလည်းရစ်စုကိုထွက်ပြေးဖို့လုပ်နေရသေးပေမဲ့မလုံနိုင်အောင်တင်ပြီးအေးအေးဆေးဆေးနေနေကြတာပါ။ကလေးတွေကတယောက်ကရစ်စုအမြဲတည်းနေကြဆုံးကိုအပူပေးပြီးတော့ကလောက်တဲ့ထက်ကတော့ကလည်းပွင့်သွားပါလေ။အဆောင်တွေရောက်လာတော့ CCTV မမြင်နိုင်တဲ့ဘက်ကိုရစ်စုကခေါ်သွားပြီးသူ့အဆန်းသုံးကအဆောင်တွေကိုမှောက်စီခဲ့ပါလေ။ CCTV မမြင်နိုင်တဲ့စီများခေါ်ပြီးတိုက်ခိုက်ရတာကအဆန်းကနည်းနည်းပဲရှိရလို့သိစေချင်တာကြောင့်ပါ။အဲ့ဒီအစွမ်းကိုလည်းအစွမ်းပြဖို့ရစ်စုကစိတ်ထဲကနေအ мян တောင်းပန်ပြီးတုံးလိုက်ရတာပါကူရိုဇာကီရဲ့ခံမှန်းစွမ်းကိုတုံးပြီးကိုင်နိုဘမှာရှိလဲခံမှန်းကြမှာပါ ပြီးရင်တော့သွားခဲ့ကြမယ်။သက္ကရှိမှာတော့အဆောင်နှစ်ယောက်ကိုတဲရူကမကြသေးခင်ကမှမြင်မှုထားတဲ့တဲဝေတာရဲ့လေကြာဖို့အစွမ်းအောင်တုံးပြီးတော့ဆွဲခေါ်လိုက်ပါရဲ့။အဆောင်နေကတာမန်လူတွေပဲဖြစ်တာမို့လို့လန့်နေတဲ့အချိန်မှာဒင်ဘယ်ကဝင်ပူးလိုက်ပါပြီ။ကြံတဲ့ချိန်ဆိုရင်ဝင်ပူးလို့အဆင်မပြေပါဘူး။စိတ်ဆွမ်းအရွှန်တွေကိုတော့အဆန်းနေနေရာကြဝင်ပူးလို့မရသေးပါဘူး။ကရိုဇာကီရဲ့ခံမန်းဆွမ်းနဲ့ဂိုင်းတို့ကိုရှာနေကြပြီးမော့တို့ကလည်း CCTV ကိုဖျက်ဆီးတွေ့တဲ့သူတွေကိုစိတ်ဆွမ်းအားနဲ့ပဲအမောက်တွေပြီးဝင်လာပါရဲ့ ကလေးတွေကိုချုပ်ထားတာမြေအခမ်းမှလို့သိလာရပြီ CCTV ကြည့်နေရင်ခမ်းမှတော့ကျူးကျော်သူတွေရှိနေပြီဆိုတာသိလိုက်ရပါတယ်။ဥကိုရာမာကအရန်တိုက်ခိုက်ခြင်းနဲ့ပြောနေရကြောင်းခေါင်းဆောင်အီရှိကိုရိုကတယောက်သေးကိုတော့နှစ်ခါရှုံးလာလို့မရဘူးလို့ပြောပြီးလွတ်ပေးလိုက်ပါတယ်။တကယ်တော့ချောရောမော်လော်ရဲ့တာတိုကိုရာမာကလှုပ်တောင်မရပဲနေရန်တွေကိုဇက်တိုက်ကြိုက်ပေါက်ခံလိုက်ရပါတယ်။ဒီမှရင်အပိုင်းကိုကပြီးဆုံးသွားပါတယ်။